ပြောမယ်ဆိုလို့ရှိရင်လက်ကျန်ပရီးမီးယားလိနှစ်ပွဲမှာတော့မန်ယူသင်ရလက်ပြန်ပြီးတော့တက်ဖို့လိုတယ်ဗျာ။ဘာမှတော့အရေးမပါဘူးပေါ့။ဘာမှတော့အရေးမပါဘူးဆိုပေမဲ့ဒီညာကအမော်ရင်ဖြစ်နေတဲ့အရာလဲဖြစ်တယ်ဗျ။ဒီလိုအခြေအနေရှိတယ်။နောက်တစ်ခုကကျတော့အသင်းရဲ့ကြီးကြပ်ခမ်းနားမှုကြောင့်အသင်းတွေနဲ့အဆင့်၁၆နဲ့ရာသီသိမ်းသွားတယ်ဆိုတော့ကလည်းဘလို့မှအဆင်မပြေဘူး။ဒီလိုအခြေအနေမျိုးလေးရှိတယ်။တစ်ဖက်မှာကလည်း Europa League ဘောလုံးပွဲရှိတယ်။အဓိကလွေကလည်းနားလို့မရဘူးဆိုတဲ့အနေထားရရှိတဲ့အခါမှာတော့မန်ယူသင်ကလည်းပြောမယ်ဆိုရင် Premier League မှာဖိအားမရှိသလိုနဲ့နည်းနည်းလေးတော့ဖိအားလေးရှိနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်။ ရိသတ်များမင်္ဂလာပါကျွန်တော်တို့ရဲ့ The Premier Sport ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါဒီပိုင်းကတော့ပွဲချုပ်သွင်းချက်စီစဉ်ဖြစ်ပါတယ်ဒါ Chelsea နဲ့ Man United တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့ Chelsea သင် Champion League ဝင်ခွင့်ရဖို့အတွက်အနိုင်သုံးမှတ်မဖြစ်မနေလိုအပ်တဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ်ဒီပွဲစဉ်ကိုတော့ကျွန်တော်နဲ့ကိုရင်းနဲ့တို့ကျွန်တော်ညီကုန်းရကထုံးစံအတိုင်းခံမှန်းတုံးသက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျာကိုရင်းနဲ့တို့ရဲ့မင်္ဂလာပါမင်္ဂလာပါကိုကြီးဟုတ်ကဲ့ပါ Chelsea နဲ့ Man United ပါကျွန်တော်ဘောနော်စနေမနေ့တနာရီနေ့55ပေါ့ဒါ Europa League ဘောလုံးပွဲရှိတော့ဒါအစောပိုင်းဖြစ်သွားတယ်ပေါ့အဲ့တော့ကျွန်တော်တို့ရဲ့စီစဉ်လေးရဲ့ထုံးစံအတိုင်းပဲစလိုက်ရှင်ပါတယ်ဒါအင်ရှင် Chelsea ဘက်ကနေပြပ ြပေးပါအောင်ဟာ Chelsea ကတော့ဒီပွဲစဉ်က Champions League ဝင်ခွင့်ရဖို့အတွက်တော်တော်လေးဟိုမှာအရေးကြီးတဲ့ပွဲလို့ပဲပြောလို့ရတယ်ဟုတ်ကဲ့ရှေ့က Newcastle နဲ့ပွဲမှာ Chelsea ရှုံးသွားတာကဒီပွဲစဉ်ကိုပို့ပြီးတော့ခက်ခဲသွားစေရဆိုတဲ့ပုံစံမျိုးတော့ဖြစ်သွားတယ်ပေါ့နော်ပြောရမယ်ဆိုရင်အဲပွဲစဉ်မှာ Chelsea ကစားသွားတဲ့ပုံစံကမဆိုးဘူးဗျာတော်တော်လေးလည်းကောင်းတဲ့အထက်မှာလည်းပါတယ်နောက်တစ်ခုကတော့ Chelsea ရဲ့ကွင်းလယ်အားပေါ်ဒီ Lavia ရဲ့ Anso Fernandez ရဲ့ ပါမရပေါ့နော်အဲ့ကွင်းလယ်အားကိုမှဒီကိုကိုရဲလာတို့ကာဟဲတို့ထောက်ပေးရတဲ့ကွင်းလယ်ကို United အနေနဲ့ရှင်ကစားနိုင်မှာမလားဆိုတဲ့မေးခွန်းတွေကလည်းရှိနေရပေါ့နော်ဒါပေမဲ့ Chelsea မှာတောင်မန်တွေပေါ့နော်အဲ့တောင်မန်တွေအားနည်းချက်တွေတော့ရှိတယ်ကိုကိုရဲလာတက်စစ်တက်သွားတဲ့အချိန်ဒီမှာဆိုအဲ့နေရာတွေကဂါနာဂျိုတို့တော့အကြိုက်တော့ဖြစ်သွားနိုင်တယ်ပေါ့နော်ဘေးနာကလီလာဗီယာတို့လိုက်ကလိုက်ကပေးတဲ့ဆိုရင်တော့မှဒီသူ့ရဲ့နောက်ဖက်ပေါ့နော် Haspay တွေမှာနေရာလွတ်တွေကပေါ်နေပြန် ီးတော့ကိုက်ဆဲတို့ RB ကစားတဲ့ခါမှာကျွန်တော်တိတ်တော့မကြိုက်ဘူးဗောနော်ဟုတ်ကဲ့ဘာဖြစ်လို့ဆို RB ကစားခါမှာတော့နည်းနည်းလေးကြောင်အံ့ဖြစ်နေတာတွေကိုလည်းချဲစီတင်းနေတဲ့ဇီထားတဲ့တော့ကျွန်တော်တို့မြင်တယ်ဗောနော်ဟုတ်ကဲ့ကိုက်ဆဲတို့ကဒီကွန်းလယ်မှာဆိုတော့တကယ်ကိုကောင်းတဲ့ကစားသမားတယောက်ဖြစ်တယ်ဒီ RB ပို့တဲ့ခါကျရင်တော့တိတ်ပြီးတော့သူ့ရဲ့ကောင်းမွန်တဲ့ပုံစံတကူကိုမမြင်ရဘူးလို့ကျွန်တော်ကတော့ခံယူထားရတယ်ဗောနော်ဒီပါမခြေစမ်းပြတ်တက်လာတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကချက်စီရဒါတော်လေးကိုအဆင်ပြေသွားတယ်။သူကိုယ်တိုင်ဘောလုံးဆင်တယ်။သူကိုယ်တိုင်ပဲနေရာလို့ရှာပြီးတော့အဲ့လိုမျိုးပုံစံမျိုးနဲ့ကစားသွားတယ်ဗောနော်။ ဒီပွဲစဉ်မှာ United ဘက်ကလည်း Casemiro ကဝင်ကစားချိန်မှာကစားမှာဆိုတော့ပါမစိတ်ကြိုက်လုပ်လို့ရတယ်ဆိုတော့ခြေတင်မျိုးတွေလည်းဖြစ်သွားနိုင်တယ်ဗောနော်။ဟုတ်ကဲ့။ Newcastle ကိုရှင်ကန်ထားတဲ့ခြေစွမ်းရကြည့်မယ်ဆိုရင်တော့ဒီပွဲစဉ်မှာ United ကို Chelsea ဖိစားဖို့အရင်ရင်မခက်ဘူးလို့တော့ကျွန်တော်ပြောချင်တယ်။ Okay ။တစ်ဖက်က United ကလည်း Europa League Final နဲ့ဗျာများနေချိန်မှာတော့ Chelsea နေတယ်ဗောနော်။အခွင့်အရေးတစ်ခုတော့တေချာလုပ်တင်တယ်လို့တော့မြင်ပါတယ်ဗျ။ Okay ပါ။ကျွန်တော်တို့ဗောနော်ဒါ Chelsea ကဒါ Premier League Champion Liverpool ကိုနိုင်ဝါပြီးတဲ့ပွဲမှာကျွန်တော်ထင်ခဲ့တာကတော့ Champion League ဝင်ခွင့်အတွက် Chelsea ကအင်းစိတ်ဖြစ်သွားတယ်ဗောနော်။ကျွန်တော်ဒီလိုမျိုးလေးတွေးခဲ့ တယ်။ဘာလို့ဆိုတော့ဘိုးကွာချက်ကအရင်များတာ။ဒီချိန်မှာသူတို့ကနျူကာဆယ်ကိုရှုံးသွားတယ်ဗျာ။တရေရရင်တော့မှဒီဘက်ချက်စီတို့အေးဆေးဖြစ်နိုင်တဲ့အခြေအနေမျိုးမှာသူတို့ရှုံးသွားတဲ့အခါမှာမဖြစ်သွားလဲဆိုတော့ချန်ပီယံလိဝင်ခွင့်အတွက်သူတို့ပို့ပြီးတော့ခက်ခဲသွားတယ်။ပြောမယ်ဆိုလို့ရှိရင်တော့သူတို့ကအပေါ်မှာတော့ရှိနေတော့ပဲ။ဒါပေမဲ့ပေါ့နော်။ပင်မဲ့ရလက်ကိုမကြည့်ဘူးပေါ့။ကိုယ့်လုပ်ကိုပဲအကောင်းဆုံးလုပ်မယ်ဆိုလို့ရှိရင်လက်ချက်မန်ယူရဲ့ Nottingham Forest ရဲ့အဲ့ဒီနှစ်ပွဲလုံးကိုချက်စီကနိုင်ဖို့လိုတယ်။အဲ့နှစ်ပွဲလုံးနိုင်သွားရဲ့ဆိုလို့ရှိရင်တော့ချက်စီချန်ပီယံလိဝင်ခွင့်ရပါပြီ။ဒီလိုအခြေအနေမျိုးရှိတယ်။ပြောမယ်ဆိုလို့ရှိရင်တော့ကိုယ့်ကံကြမ္မာကိုဖန်တီးနိုင်စွမ်းရှိတယ်ဗျာ။ သူတို့အခွင့်အရေးသူတို့မှာရှိနေတယ်ဒါပေမဲ့အဲ့ဒီနှစ်ပွဲလုံးနိုင်မလားဆိုလို့ရှိရင်တော့နိုင်ဖို့တိတ်တော့မလွယ်ဘူးလို့ကျွန်တော်ကတော့ပြောချင်တယ်ဒါပေမဲ့ Chelsea ကဒီလုပ်ဖို့တော့မဖြစ်မနေရအောင်လုပ်ဖို့လိုတယ်ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဒီပွဲကိုပေါ့နော်ဒါ Chelsea သင်းရဲ့တိုက်စစ်မှု Jefferson ပွဲပဲ အနေထားကြောင့်လွဲမယ်ပေါ့နော်။နဂိုရီးယားမှာ Chelsea အသင်းရဲ့တိုက်စကိုကျွန်တော်ကသိပြီးအမရဘူးဆိုတဲ့အနေထားမျိုးမှာ Justin လွဲမယ်ဆိုတော့ဒီဘက်မှာ Twin Goal ရဲ့အတွက်လွယ်ကူပါမလားဆိုတဲ့အတွေးရှိတယ်။နောက်တစ်ခုကကျတော့ Ankunku လည်းဒဏ်ရာရနေတယ်။အဲ့တော့အဓိကတိုက်စစ်ကစားမှာ2ယောက်စလုံးမှာဒီလိုအခြေအနေရှိနေတဲ့ Chelsea ရဲ့တိုက်စစ်ပိုင်းကတော့အားနဲ့ချက်ကြီးတယ်လို့ပြောလို့ရတယ်။ဒီနေရာမှာတော့ပေါ့နော်ကျွန်တော်ပန်မာပေါ့သူ့ပဲအားထားရတယ်။တကယ်လည်းကောင်းပါတယ်။ပြောမယ်ဆိုလို့ကျွန်တော် Chelsea အသင်းရဲ့ဒါအခုနောက်ပိုင်းနှစ်တည်းရဲ့အကောင်းဆုံးကစားသမားသူပါနေလို့ Chelsea ကဒီလောက်ထိကောင်းနေတယ်လို့တော့မှကျွန်တော်တို့ပြောလို့ရတယ်။အဲ့တော့ဒီနေရာမှာကျွန်တော်တို့က Chelsea ရဲ့ကောင်းကွက်တစ်ခု ကိုကျွန်တော်ထပ်ပြီးတော့ပြောမယ်ပေါ့နော်ချယ်ဆီရဲ့ကောင်းကွက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့အိမ်ကွင်းရလက်ပိုင်းပဲချယ်ဆီရဲ့အိမ်ကွင်းရလက်ပိုင်းကတကယ်ကောင်းတယ်အိမ်ကွင်းပွဲတွေဆိုလို့ရှိရင်ချယ်ဆီကရလက်ကောင်းအောင်ကစားတက်တဲ့အသင်းဆိုတော့ကျွန်တော်တို့တွေ့ရတဲ့အခါမှာတော့အချက်လက်တွေအရာကတော့ချယ်ဆီကဒီပွဲကသူ့ရဲ့အိမ်ကွင်းပွဲဖြစ်တယ်အနိုင်သုံးမဲ့မဖြစ်မနေလိုရတဲ့ပွဲစဉ်လည်းဖြစ်တာကြောင့်ဒီပွဲမှာတော့ချယ်ဆီရလက်ကောင်းရနိုင်လို့အချက်လက်တွေအရာကျွန်တော်ကတော့ပြောချင်တယ်ကျွန်တော်ရဲ့စိတ်ခံစားချက်အရာလည်းချယ်ဆီဒီပွဲရလက်ကောင်းရနိုင်လို့ကျွန်တော်တို့ခံစားမိပါတယ်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ Manchester United ပေါ့နော်ဒါအဆင့်ကတော့16ထိဖြစ်နေပါပြီပြပြပေးပါဦး United ကတော့ဒီပွဲကိုလူဆုံးထုတ်ပါမလားတော့စိတ်ဝင်စားဖို့တော့ကောင်းတယ်ပေါ့နော်ဟုတ်ကဲ့လူဆုံးကစားခိုင်းရင်တော့မှခြေကုံပေါ့နော်ကစားပါမလားဆိုတဲ့အချက်တွေတော့ရှိတယ်အဓိကတော့ United ရဲ့နောက်တန်းမှာလူတွေထထလာလို့မရတော့ဘူး ဟိုဒီမော်ရင်ရဲ့လက်ရှိသွားနေတဲ့ပုံစံအရဆိုမကွားရအောင်လုံးဝအထိမခံတဲ့ပုံစံမျိုးတိတိကျကျကိုမြင်ရတယ်ပေါ့နော်ဟုတ်ပါတယ်ဒီပွဲစဉ်မှာလည်းတာဝန်မှာအာမတ်ကိုကစားခိုင်းဖို့ကလည်းမတေချာတော့ဘူးလို့ကျွန်တော်ထင်တယ်ဟဲ့လို့ဒီပွဲပြောရင်ကဲအမယူရိုပါလိဖိုင်နယ်ဆိုတော့ဒီပွဲမှာတခုခုများဖြစ်သွားခဲ့ရင်ဆိုတော့ဆိုးရိမ်မှုတွေကလည်းအမော်ရင်မှာတော့ရှိနေနိုင်တယ်ပေါ့နော်ဟုတ်ပါတယ်ယူနိုက်တက်ကတော့ဒီပွဲစဉ်မှာအနိုင်မယူနိုင်တော့မှအဓိကတော့အရှုံးမပေးရအောင်ကစားနိုင်ကြတော့ရှိရလို့တော့ကျွန်တော်မြင်တယ်လက်ရှိအခြေအနေကလည်းအဲ့လိုပဲအဆင်ပြေအောင်ရှာကြံပြီးတော့ကစားရမှာပဲအတင်းရဲ့အရင်အဆင့်တန်းတွေ glory days တွေဒါတွေခုနကတော့မေ့သားစေခြင်းတယ် အခုချိန်မှာယူရိုပါလိဖလားကအရေးကြီးရယ်ရဖို့လည်းလိုတယ်ယူရိုပါလိဖလားနဲ့နှိမ့်ဆက်ခြင်းလည်းဆိုရင်အဓိကကစားသမားတွေထပ်ပြီးတော့ဒဏ်ရာများဖို့မြင်တဲ့အရလို့မရဘူးပေါ့နော်ဒီဖလားရမှာပဲနောက်ရဒီမှာလူခေါ်တဲ့အပိုင်းတွေတင်းတဲ့ပြင်ဆင်တဲ့အပိုင်းတွေအားလုံးဆင်းပြီးတော့မှာပေါ့နော်လက်ရှိနေသားမှာဒါတွေကိုတော့ခဏတော့မိသားကိုလည်းမိသားတင်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်အရှင်းဆက်ချောက်တဲ့အတင်းကြီးတွေ့ရဒါတွေတော့ခဏတော့မိသားရမယ်အရေးကြီးတာကယူရိုပါလိဖလားပဲလက်ရှိချိန်ရတော့ဒီလိုပဲ United အနေနဲ့ပြင်ဆင်တဲ့လို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဒီပွဲစဉ်မှာလည်း United အနေနဲ့ပေါ့နော်အမြင်ဆုံးတရေရလက်ရအောင်တော့ဦးတည်ပြီးတော့ကစားသွားမယ်လို့ထင်ပါတယ်ဗျဟုတ်ကဲ့ပါဆိုတော့ပေါ့နော်ဒါ Europa League ဘောလုံးပွဲကိုရောက်ခဲ့ပြီဆိုပေမဲ့ပေါ့နော်ဒါ Premier League ရဲ့ရလက်တွေအရာကတော့တကယ်ကိုချက်စရာဖြစ်တယ်ကျွန်တော်အဆင့်18တောင်မှဖြစ်သွားနိုင်တဲ့အခြေအနေရှိတယ်ဒီလိုမျိုးမှာတော့ Europa League ကမရခဲ့ဘူးဆိုလို့ရှိရင်ဒါ Manchester United တင်ကိုကျွန်တော်တို့ကြည့်ခဲ့သမျှထဲမှာဆိုလို့ရှိရင်တော့အဆိုးအဝါဆုံးဘောလုံးရလီလို့ပဲပြောရမယ်ပြောမှဆိုလို့ရှိရင်တော့ David Moyes ကိုင်တော့ကအရန်ဆိုးလာပြီးထင်ခဲ့တာအခုကအများကြီးပိုဆိုးတဲ့အခြေအနေမျိုးတွေဖြစ်နေတယ်ပြောမှဆိုလို့ရှိရင်လက် ချန်ပရီးမီးယားလိနှစ်ပွဲမှာတော့မန်ယူသင်ရလက်ပြန်ပြီးတော့တက်ဖို့လိုတယ်ဗျ။ဘာမှတော့အရေးမပါဘူးပေါ့။ဘာမှတော့အရေးမပါဘူးဆိုပေမဲ့ဒီညာကအမော်ရင်ဖြစ်ရှင်တဲ့အရာလဲ ဖြစ်တယ်ဗျဒီလိုအခြေအနေရှိတယ်နောက်တစ်ခုကကျွန်တော်အသင်းရဲ့ကြီးကြပ်ခမ်းနားမှုကြောင့်အသင်းတွေနဲ့အဆင့်၁၆နှစ်နဲ့ရာသီသိမ်းသွားတယ်ဆိုတာကလည်းဘလို့မှအဆင်မပြေဘူးဒီလိုအခြေအနေမျိုးလေးရှိတယ်တစ်ဖက်မှာကလည်း Europa League ဘောလုံးပွဲရှိတယ်အဓိကလူတွေကလည်းနားလို့မရဘူးဆိုတဲ့အနေအထားရှိတဲ့အခါမှာတော့ Man U သင်းကလည်းပြောမဆိုရင် Premier League မှာဖိအားမရှိသလိုနဲ့နည်းနည်းလေးတော့ဖိအားလေးရှိနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဒီလိုအနေအထားမျိုးမှာ delete နာတယ်ယိုယိုနာတယ်နောက်ခုနောက်ပိုင်းအနေအထားကိုပြောမယ်ဆိုလို့ကျွန်တော်ယိုယိုနဲ့ download တော့ကတော့ Europa League Final ကိုမှီလောက်တယ်ဒီလိကတော့တိတ်ပြီးတော့မသေးကြဘူးဒီ Chelsea နဲ့ပွဲပြီးမှသာကျွန်တော်တို့အကျိုးအကြောင်းတစ်ခုခုတော့သိရမယ်အနေအထားမျိုး ရှိပါတယ်ပေါ့နော်ဒီအချိန်မှာဘလို့လဲဆိုတော့ဒါကျွန်တော်တို့ဒါပေါ်တိုက်ဆိုင်မှုပဲပြောမလားကန်တရားပဲပြောမလားပေါ့နော်ချက်စီးအတွက်ဒီပွဲဟာသုံးမှတ်အရန်ကိုအရေးပါတယ်နိုင်မောက်ဖြစ်မယ်ဆိုတဲ့အခြေအနေမျိုးမှာ Manchester United ကလည်း Premier League မှာရလက်ကောင်းလေးတစ်ခုပြန်ယူဖို့လိုတယ်ဆိုတဲ့အချိန်အခါမျိုးဖြစ်နေတယ်။ဘာမှအရေးမပါတော့တဲ့အချိန်မှာတော့ဒီရလေးကတိုက်ဆိုင်နေရပေါ့နော်။ပြောမစွင် Premier League မှာနိုင်ပွဲပြောင်းနေတာကလည်းပြီးခဲ့တဲ့ Manchester တွေကဖြစ်တဲ့သူတို့က Leicester ကိုနိုင်ပြီးခဲ့တဲ့ကပွဲကြီးအတွက်နဲ့ပြောမယ်ဆိုလို့ရှိရင် နိုင်ပွဲပြောက်နေပါခုနှစ်ပွဲတည်းရှိသွားပြီဒါ Manchester United အသင်းနေတယ်ဒါမဖြစ်သင့်တဲ့အနေထားပဲဒါဟာပြောမယ်ဆိုလို့ရှိရင်နီးပြတယောက်ကိုယာရူကတော့မှထုတ်ပြစ်လိုက်လို့ရလောက်တဲ့အထိအခြေအနေမျိုးရှိတယ်အနေထားမျိုးဖြစ်တယ်အဲ့တော့ Europa League ကို Man United ရဖို့လိုတယ် Europa League ရမှသာလေအရာအလုံးကအဆင်ပြေမဲ့အခြေအနေမျိုးဖြစ်တယ်အဲ့တော့တေချာတာကတော့ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်တော့ Europa League မှာအားထည့်ကစားပြီးတော့တစ်ဖက်မှာကဖြစ်ရှင်သလိုဖြစ်နေတယ်အခြေအနေမျိုးဖြစ်နေတယ်ပြောမယ်ဆိုလို့ရှိရင်တော့ Man United ကလည်းပြိုင်ပွဲနှစ်ခုကြားမှာပေါ့နော် Daily ပြားများလို့ဖြစ်နေလို့ကျွန်တော်မြင်ပါတယ်အဲ့တော့ကျွန်တော်တို့ကပြောမယ်ဆိုလို့ရှိရင်တော့ဒီပွဲမှာ Man United ကတော့လူချန်ပြီးပဲကစားမှာပဲ ဒါကတော့တေကြတယ်ကက်စမီရိုတို့အာမက်တို့ဖာနန်ဒက်စ်တို့မကွိုင်းယာတို့ဒီကစားသမားတွေကိုခြံအောင်ခြံရမယ်ခြံအောင်ခြံမှလည်းအဆင်ပြေမဲ့ပွဲလို့ကျွန်တော်ပြောချင်တယ်ဒါပေမဲ့ပါလာတဲ့လူတွေကပေါ့ကျွန်တော်တို့အရင်ပွဲတွေကထက်အရင်တို့ရက်လက်ဆိုးခဲ့တဲ့ပရီးမီယာလိပွဲတွေကထက်တော့ပိုပြီးတော့ကြိုးစားမှုကိုပြသမယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ချယ်ဆီနဲ့ဒါမန်ချစ်စတာယူနိုက်တက်ရဲ့ဒါတော့ကိုရက်လက်ခံမနေဘယ်လင်းသွားစင်တယ်ပြပြပေးပါဦးပြီးခဲ့တဲ့နှစ်ကလည်းဒီချယ်ဆီကယူရိုပါလိ ဝင်ဝင်ရခံနေချိန်မှာမှဒီ United က FA Player ရွာတော့သူက Conference League ကန်လိုက်ရတယ်ဆိုတော့အစင်လာလေးရလည်းရှိရပါတော့အခုလက်ရှိနေထားမှာဒီပွဲစဉ်မှာ United ကပေါ့နော်ဒီဘယ်လိုပြောလဲလူဆောင်မထုတ်လာဘူးဆိုရင်တော့မှ ဒီ penalty တို့ free kick တို့အဲ့လိုကနေပဲတကောလောက်ရသွားပြီးတော့ Chelsea ကပြန်မသွင်းနိုင်တာမျိုးဖြစ်သွားခဲ့ရင်လည်း Chelsea တို့ကဒီ Champions League ဝင်ကမတေချာတော့တဲ့ပုံစံမျိုးတွေလည်းရှိတယ်ပေါ့။ဟုတ်ကဲ့။အဲဒါကြောင့်ဒီပွဲစဉ်မှာတော့ကျွန်တော်က Chelsea နဲ့ United ဆိုတာလည်းဒီအသင်းကြီးချင်းကန်ကြတယ်ပေါ့။တတင်းကန်ရပြီဆိုရင်လည်းတကယ်ကိုအကျိန်နဲ့ရှိကြတယ်။အနိုင်မခံရှုံးပေးကစားစားတော့ဒီပွဲစဉ်မှာလည်းပေါ့နော်။တေရရလက်ကတာ မြတ်တာရရလက်တခုဖြစ်လာမယ်လို့ကျွန်တော်ထင်တယ်။ဟုတ်ကဲ့။ Chelsea နဲ့ United တစ်ဖက်ကိုတကောစီနဲ့တည်ကြလာမယ်လို့ခန့်မှန်းလိုက်ပါတယ်။ဟုတ်ကဲ့ပါ။ဒီဘက်မှာတော့ကျွန်တော်ကတော့ဒါဒါ Chelsea ကိုကျွန်တော်ကတော့ရွေးချယ်ခြင်းပါတယ်။ဒါပြောမယ်ဆိုလို့ကျွန်တော်တစ်ဖက်က Spurs ရဲ့ရလက်ကိုကြည့်ပြီးလဲအဆင့်18တော့လည်းဖြစ်သွားနိုင်တယ်။ဒါပေမဲ့လည်းဒီဘက်မှာတော့ကျွန်တော်ကတော့ Chelsea ပဲရွေးချင်တယ်။ Chelsea အင်ကွင်းမှာနိုင်ဖို့လည်းလိုတယ်။ Man U ကလည်းလူချန်လာမယ့်အနေထားမှာတော့ကျွန်တော်တို့ Chelsea ပဲရွေးတင်တယ်။ဒါတိုက်စုံမှုမပါပေမဲ့ Chelsea သွင်းကိုရရမယ်လို့ကျွန်တော်ထင်ပါတယ်။ Chelsea နိုင်မယ်။နှစ်ကိုးတကိုးလောက်နဲ့နိုင်မယ်လို့ခန့်မှန်းထားပါတယ်။ ဟုတ်ကဲ့ပါအခုကျွန်တော်ညီကိုနှစ်ယောက်ပြောသွားခဲ့တာကတော့ဒါချန်ပီယံလိဝင်ခွင့်အတွက်အရေးပါတဲ့ချယ်ဆီသင်းရဲ့ပွဲစဉ်မှာချယ်ဆီနဲ့မန်ယူသင်းတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒီပွဲစဉ်မှာတော့ကိုရီးယားတို့ကတော့တည်ရခံမှန်းပါတယ်။ကျွန်တော်ကတော့ချယ်ဆီအနိုင်ခံမှန်းပြီးတော့ချန်ပီယံလိဝင်ခွင့်အိမ်မက်ကိုဆက်ပြီးတော့မျှော်လင့်သွားမယ်ဆိုတဲ့အနေအထားမျိုးနဲ့ခံမှန်းထားဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲ။ The Premier Sport ရဲ့နောက်လာမယ့်အားသာစီစဉ်ခေါင်းတွေမှာပရိသတ်တွေနဲ့ကျွန်တော်ညီကိုနှစ်ယောက်နဲ့ပြန်ပြီးတော့အဆုံးတွေ့ကြမှာတယ်လို့ပြောရင်းနဲ့ပဲဒီနေရာလေးကနေနှုတ်ဆက်လိုက်ရပါတယ်ဗျာ။